ရုတ်တရက်သိမ်းပေါင်းတောင်းရှိဆုံချုံထွားတဲ့မင်းသားလွေမိုးရဲ့နောက်ွေကအကြောင်းရင်ဒိတာများအလုံးမဲမင်္ဂလာပါရှင်မြန်မာနိုင်ငံရဲ့ထိတ်တန်းဥပညာရှင်ကြီးတို့အိုနောက်ပိုင်းမှထိတ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးတို့အဖြစ်အောင်မြင်နေတဲ့မင်းသားကြီးဥလွေမိုးကရုတ်တရက်ဆိုလိုပဲငွေကြေးတန်ဖိုးသိမ်းပေါင်းတောင်းရှိတန်ဖိုးရှိတဲ့ဆုံချုံမှုကြီးတစ်ခုနဲ့အကြုံတွေ့နေရပါတယ်ပိတ်တဲ့အလုံးမဲတိကျတဲ့အတိုင်းပဲဥလွေမိုးဆိုတာကတစ်ခေတ်တစ်ခါကမြန်မာရုပ်ရှင်လောကမှာ ။မိတ်သက်တွေရဲ့နှလုံးသားကိုဒိမ့်ပိုက်ခဲ့တဲ့ထိတ်တားမေတာကြီးတို့ပါ။သူရဲ့အောင်မြင်မှုဟာအနုပညာမှာပဲရပ်တန်းမနေခဲ့ပါဘူး။သူကအစည်းအဝေးလောကအแทးကိုဝင်ရောက်တဲ့အခါမှာလဲတကယ်ကိုအကွက်အမြင်နဲ့အစစ်အတွေ့ကောင်းတဲ့ထိတ်တန်းစည်းဝါးရေးလုပ်ငန်းရှင်ကြီးတို့အဖြစ်နဲ့ရတည်နိုင်ခဲ့ပါတယ်။သူ့ရဲ့လုပ်ငန်း portfolio ကလည်းမသေးပါဘူး။အထူးစည်းဝါးရေးဆောင်အစစ်စစ်တွေမှာကြီးမားတဲ့ယင်းနီမြုံနာမှုတွေလုပ်တဲ့နိုင်ငံခြားကနေစီးပေးတင်သွင်းရတဲ့လီလီပန်းစိုက်ပျိုးရေးလုပ်ငန်းကိုလည်း ြန်မာပြည်မှာအကြီးအကျယ်အောင်မြင်အောင်လို့ပြနိုင်ခဲ့တဲ့သူပါဒီလိုမျိုးဝင်ဝေကောင်းတဲ့လုပ်ငန်းတွေအများကြီးတဲ့အခါမှာသူအမတာစိတ်အားထက်သန်ပြီးတော့ရင်ဘက်နဲ့လှုပ်ကင်တဲ့နောက်ထပ်စီးပွားရေးလုပ်ငန်းတွေကိုရှင်ရပါသေးတယ်အဲ့ဒါကတော့မြန်မာနိုင်ငံတဝမ်းမှာအစင်းမြင့်ရုပ်ရှင်ရုံတွေတည်ဆောက်တဲ့လုပ်ငန်းပါပဲဥလင်မိုးဟာကိုတိုင်းကရုပ်ရှင်လောကသားတရားဖြစ်တာနဲ့အညီဒီလုပ်ငန်းကိုအကျိုးမြတ်တစ်ခုတည်းနဲ့ကြည့်ပြီးတော့လောက်တာမဟုတ်ပါဘူးမြမရုပ်ရှင်လောကမှာပြန်လဲမြန်မာလာဖို့ ိတ်တရရဲ့အတွက်နိုင်ငံတကာအဆင့်ရုပ်ရှင်ခံစားမှုကိုရရှိစေဖို့ဆိုတဲ့အစီအစဉ်လာနဲ့အိမ်မက်ကိုအရင်ခံပြီးတော့မြို့ကြီးတွေမှာရုပ်ရှင်အောင်တွေကိုတည်ဆောက်ခဲ့တာဖြစ်ပါတယ်။အခုနောက်ဆုံးမှသူအကြီးမားဆုံးယင်းဤမြုံနံထားပြီးတော့ခြေရအများဆုံးပံဝင်ထားတဲ့မန္တလေးမြို့မဟာအောင်မြေမြုံနယ်86လမ်းပေါ်ကမဟာအောင်မြေအဆင့်မြင့်ရုပ်ရှင်ရုံတွေကြီးကမကြသေးမီညနေပိုင်းကပဲမိလောင်ပစ္စည်းတွားခဲ့ပြီးဆိုတဲ့တည်င်းဆိုကြီးထပေါ်လာခဲ့ပါတယ်။အခုခေတ်မှာအဆင့်မြင့်ရုပ်ရှင်ရုံတရုံတည်ဆောက်ဖို့ ။ကုန်ကြစည်းကတာမအဆောက်အုံတစ်လုံးဆောက်တာနဲ့လုံးဝမတူပါဘူး။တာဟာနီးပြည်ရနဲ့တန်ဖိုးကြီးပစ္စည်းတွေပေါင်းစပ်ထားတဲ့လုပ်ငန်းမှာနိုင်ငံတကာကနေတန်ဖိုးကြီးပေးတင်တွေးရတဲ့ဖိုကေအိတ်ကေပရိုဂျက်တာစစ်တွေတူပီအင်မက်လိုမျိုးနောက်ဆုံးဖို့အတန်စနစ်တွေဒေတာတွေတက်တော့တက်တာကြည့်ရှုနိုင်မဲ့ခက်မီထိုင်ခုံတွေခန်းထားတဲ့အသွင်ပိုင်းအပြင်အဆင်ဒီဇိုင်းတွေနိုင်ငံတကာအစ်မီဘေးလုံခြုံရေးစနစ်တွေဒါတွေအားလုံးရဲ့အစစ်စစ်ပန်းကုန်ကြစည်းက တိမ်ပေါင်းတောင်းချီအနေဆုံးရှိမှာပါဒီရုပ်ရှင်ုံကြီးဟာဆောက်လုပ်တုံးပြင်ဆင်တုံးမီးလောင်တာမဟုတ်ပါဘူးအားလုံးဆောက်လုပ်ပြီးပြီလို့စစ်ပစ္စည်းတွေအကုန်တက်ဆင်ပြီးလို့အခုလကုံမှာဖွင့်ပွဲကြီးခက်ခန္နနာလုပ်တော့မယ်လို့ကြေညာထားပြီးတော့ဖွင့်ပွဲလုပ်ခံသည့်ရပိုင်းအလိုမှာမှဒီလိုမျိုးအဖြစ်ဆိုးနဲ့ကြုံလာရတာပါဆိုလိုတာကယင်းဒီမြုပ်နှံထားသည်မြငွေကြီးတွေအားလုံးဟာအဆောက်အုံထဲမှအကုန်ရောက်နေပြီးတော့မကြခင်မှာပဲဒီငွေတွေကနေအကျိုးအမြတ်တွေပြန်ရတော့မယ်လို့မျှော်လင့်နေတဲ့အချိန်မှာ တညတဲ့နဲ့တခါတဲ့နဲ့အလုံးပြပုံဘဝကိုရောက်ရှိသွားခဲ့တာပါ။ဒါဟာမင်းသားကျူးလွန်မှုအတွေ့ငွေကြီးအရာသိန်းပေါင်းတောင်ချီဆုံးချုံနေတာတွားယုံတင်မကပါဘူး။ကိုယ်တိုင်ကအနုပညာသမားဖြစ်လို့ကိုယ့်ရဲ့အနုပညာလောကတိုးတက်ဖို့မန္တလေးကပိတ်သက်တွေအဆင်မြင့်မြင့်ကြီးကျူးနိုင်ဖို့ဆိုတဲ့စေတနာတွေအိမ်မက်တွေပါတခါတဲ့မိလောင်ပျက်စီးသွားရတာကြောင့်တကယ်ကိုနှမျောစရာစိတ်မကောင်းစရာအဖြစ်ဆိုကြည့်တခုပါပဲ။ဒီတဲ့င်းကိုကြီးကျူးနေကြတဲ့ပိတ်သက်တွေအနေနဲ့ကရောမင်းသားကျူးလွန်မှုကြောင့်တွေးလာရတဲ့အဒီကံကြမှာဆိုးအတွေ့ ဘလို့ခန်းစားရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါရှင်ဘာ